တရဏဂုံ၃ပါးနဲ့၉ပါးတို့သီလတော်မြတ်ကိုခံယူဆောက်တည်ပြီးတဲ့အခါမှာအလုံးသောယောဂိတရောဇင်းမြတ်တသောတသာခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့မိမိတို့အစဉ်ပြေသလိုထိုင်ပြီးတော့တရားတော်မြတ်ကိုနာခံမှတ်သားကြပေ။နာဂတရားနာဉဏ်ကခန္ဓာထိမှကြည်ကြပေ။ ယခုယောဂီတို့သီလယူလိုက်ပြီသီလဆိုတာတဏှာဖြင့်ဥပတိပဲကိုအမှုအရာနဲ့နှုတ်အပြောအဆိုကိုဥပရိနဲ့ဓာမြစ်လိုက်တာသရဝတ္တကိုလုံးဝလုံးဝမတရဘူးတတ္တနဲ့ဒီအပွင့်အစည်းကမဟုတ်တော့ဘူးထွက်သွားပြီစီကံရှုဖို့တဲ့အတွက်ကြောင့်အပွင့်အစည်းထိမှာ စိတ်ရင်းမဝင်တော့ဘူးတလို့ဖြစ်သွားတယ်တရဘပစ္စည်းဥစ္စာလုံးဝမခိုးရဘူးကာမဂုဏ်မိဝဲခြင်းလုံးဝမပြုရဘူးလိမ်လည်ခြင်းလုံးဝမပြုရဘူးအယက်သေးစာတောက်စားခြင်းလုံးဝမပြုရဘူးဝိက္ကလာဇာတော်ခြင်းလုံးဝမပြုရဘူးတခြင်းဆိုရာတွင်တမင်လှပ်ပအောင်ပြုပြင်နေတာတွင် တန့်ချင်းအောင်လို့နေရမယ်တမင်လှပ်ပအောင် ပြုပြင်ခွင့်မရှိဘူးတဲ့နော်ပွေတဲ့ခါနီးအလှပြင်းတလို့မျိုးပေါ့နေနေပါပါတန့်ပြန့်အောင်လို့စေဖြစ်ဝါဖြစ်လိမ့်ကြံလို့ရတယ်တမင်ကြီးပြုပြင်းမနေရင်ပြီးတာပါပဲနောက်ပြီးတော့အရန်ကြီးဇိန်ခံပြီးတော့မနေရဘူး ဩဇာတယနာမဟာတယနာစိန်ခံမနေနေလို့ပြောတာပဲတကယ်ကောင်းမြတ်တဲ့မြင်မြတ်တဲ့လူအများကအယံကြီးကြီးတွေလို့သမုတ်ထားတဲ့အရာဩဇာတယနာမဟာတယနာအဲ့ဒီအပေါ်မှာသွားစိန်ခံနေရင်တရားရဖို့မလွယ်ဘူးတဲ့ ောက်ပြီးတော့မေတ္တာစိတ်နဲ့နေဒါစိတ်ကိုစောင့်ထိန်းတာဆိုတော့ကိုးပါးသောသီလကိုယောဂီတို့ကတော့ဒီမှဆိုရင်အလုံးစောင့်ထိန်းပြီးသားဖြစ်သွားတယ်နှုတ်ကတော့ဝစီပိုက်ဝစီပိုက်တရားစခန်းဆိုတော့နောက်ဆိုစလုံးပြောင်းတော့မလို့ဘုန်းကြီးရှိဝစီပိုက်တရားစခန်းကိုရအကုန်ပြောတယ် တို့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 ပြောပြီးသွားနေကြတခါတခါဖုံဖုံကနောက်ကသူတို့ကရှိကတို့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 ပြောဖုံဖုံတို့ရီမန်းတာကလေဝစီပိုက်လို့ပြောလိုက်မှနင်းနေနေအတန်တိုက်မှလို့ပြောတော့ပြောအောင်မှဝစီဖွင့်ဆိုရင်တော့တော်တော်လေးပြောကြဝစီပိုက်လို့တော့ဘုဒ္ဓကမဟုတ်တာဘူးဒါပေမဲ့အလောက်လောက် စီခန့်တင်ထားမှဂုခေအရှိနေနဲ့ကအဆင်ပြေတာဘုရားရှင်ခေကလို့တော့တွေ့လို့မရဘူးဘုရားရှင်ခေကကဟိုအလိုလိုကိုသူတို့ကယဟန္တာဖြစ်ရှင်နေတဲ့လူတွေနည်းနည်းလေးဖုလို့မှုတ်လိုက်တာနဲ့ဟိုယဟန္တာဖြစ်ဖို့လွင့်သွားတဲ့လူတွေပေါ့စိတ်ဓာတ်အစိတ်ထာအပြင် စိတ်ဓာတ်အပြင်အလုံးတန့်စင်နေတဲ့ပုဂ္ဂို ယခုလောက်သာဘုံဘုတော်တိတလောက်သာအဲ့ဒီခေတ်ကလူတွေတရားသိရင်တယောက်မကျင်ယဟန္တာဖြစ်ကုန်ပဲထင်တယ်။ယခုဘုံဘုတော်ခေတ်မှာဘုံဘုတော်ပါဝင်သိနေတာပဲဘာမှမဖြစ်ဘူး။ယဟန္တာလည်းမဖြစ်ဘူး။ယောဂီတို့လည်းသိနေတာပဲဆရာတို့ကြီးတွေတရားတွေနာကြားနေရတာပဲ။ဒါမှမဖြစ်သလားဆိုဒီတိုင်းပဲဘာမှမထူးဘူး။တရားစခန်းသာ送သွားတယ် ဟောစခန်းကဘလို့ကြွေးတာဒီစခန်းဘလို့နေရတာဒါပဲတိသွားတယ်ကျန်တာလေးတိတ်မထူးသွားဒါကြောင့်အရင်ခေတ်ကလူတွေနဲ့တော့သွားနှိုင်းလို့မရဘူးသူတို့ကတကယ်ကို သူတို့ရှင်သူတို့မြသူတို့ခေါင်းတွေများတယ်ပေါ့ဒါပြင်ယခုယောဂီတို့ကိုနဲ့နှုတ်ကိုတို့အဲ့ဒီလို ကိုဘသီလအတိုင်းဆောင်ထင်းရမယ် ကိုယ့်ရဲ့စိတ်ကလေးကိုစောင့်ထိန်တဲ့အနေအပြင်တရားမရှိမှဖြစ်တဲ့ရှင်မမေတ္တာပို့ပြီးတော့နေရမယ်။ဒါဆိုရင်ယခုကုမှုတော်ဝိပဿနာတရားနဲ့ပတ်သက်လို့ဆက်လက်ရှင်းပြပါမယ်။အဓိကယောဂီတို့ဒီရှင်းပြတဲ့အခါမှာဘလို့ရှုကမလေးဆိုတာကိုသိချင်ရဖို့လိုတယ်။ ထိုင်တာကတော့အိမ်ရောက်ရင်ရှုရင်လေးရတယ်ထိုင်ရင်လေးရတယ်ဒီမှာလည်းပဲအခါလျောစွာအချိန်တန်းချိန်တန်းမှာတော့ထိုင်တာတွေပါတယ်အဲ့ဒီမှာလည်းထိုင်လို့ရတယ်တော့တော့ရှင်းပြတဲ့အချိန်မှာတော့အရေးကြီးဆုံးပဲဘာကိုပြောတယ်လဲဘလို့ရှုရမလဲအဲ့ဒါမသိရင် တနေကုန်ထိုင်နေတာပဲရှိမယ်မရွေ့တော့မရွေ့တော့ဘူးလောက်တာပဲရှိမယ်ပညာမပါတဲ့အတွက်ကြောင့်ရှေ့ကမရောက်ဘူး ပညာပါရင်တို့လောက်သမြတ်ရှိကိုရောက်တဲ့တလုံးရှုရင်တလုံးပေါ်မှန်ကန်နေတဲ့အတွက်ကြောင့်တိကျနေတဲ့အတွက်ကြောင့်ယောဂီတို့တန်ဖို့ရှိတယ်။ဒါကြောင့်ရှုွက်ကိုနားလေဖို့အရေးကြီး။ယခုဘုံဘုံတို့ရှုမဲ့လမ်းစဉ်ကစာလိုပြောရင်အာယရဏဤနဲ့ရှုပါမယ်။အာယရဏစက်ခု မျက်စိနာနှာခေါင်ရှာကိုစိတ်တစိတ်ရလို့တည်တဲ့မျက်စိမှာမရှိတော့ဘူးသူကမျက်စိနာနှာခေါင်ရှာကိုပြီးရင်စိတ်ပေါ့မနာယရဏစိတ်အနေနဲ့ရှုတယ်အတွေ့လို့တည်တဲ့မယူတော့ဘူးသူတွေးတာလေး စိတ်ပဲတိတာလေးစိတ်ပဲဒီဒီဘက်ကပေါင်းယူလိုက်တာမနာယရဏအရာစိတ်ရှစ်စေကိုအကုန်ယူလို့ရတော့ တွေးတာနဲ့တိတာ တပေါင်းတည်းထိလိုက်တာအာယရဏဤနဲ့ရှုပါမယ်တဏီအဖြစ်တာဓမ္မန္တုပဒနာပေါ့ဓမ္မန္တုပဒနာအခန်းထင်းမှာပါတာမို့လို့တရှုကလည်းမေးတယ်အရှင်ဘုရားဆိတ်ရှင်းမိုင်တောရကဘာနီးလေတဲ့ဆိတ်ရှင်းမိုင်တောရနီးပါမောကုံနီးလို့ရှိတယ်မဟာစီနီးလို့ရှိတယ်သေအင်ကူလေဒီနီး ယခုပေါ်လာတာစိတ်ရှိမိုင်းနီးအဲ့တော့မှတ်ထားလို့ရအောင်ကိုဆရာကြီးလှုပ်ရှင်လို့တော့မဟုတ်ဘူးကိုနားလေတလို့ပေါ့ဆိုတော့အာရဏနီးနဲ့ရှုမင်းညမန်လို့ပြောရင် မျက်စိနှာနှာခေါင်းရှာကိုစိတ်အဲ့ဒါကိုရှုမင်းအဲ့ဒီနီးနဲ့သွားရင်လေဘုရားကနိဗ္ဗာန်ရောက်တယ်တဲ့ မာသတိပဋ္ဌာန်သုတ်တော်ဓမ္မနုပဒနာခံမှာတည့်ရိုက်ပါပါလေဒါဖြင့်ယောဂီတို့ရှုမှတ်တဲ့အခါမှာဆက်ဆက်ရှင်ဒီအနိစ္စဒုက္ခအနတ္တဘုံဘုံတို့ကမတင်ပေးသေးဘူးဘာတွေအရင်လောက်ခိုင်းလဲဆိုတော့ရှုမှတ်စရာ ယုတ်နံပေါ့ရှုမှတ်စရာပစ္စည်းဝတ္ထုကို အရင်ရှာဖွေခိုင်းတာရှုမှတ်စရာဝတ္ထုပစ္စည်းကိုအရင်ရှာဖွေပြီးမှအဲ့ဒီဝတ္ထုပစ္စည်းကို ကြည်ရင်းနဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောထင်အောင်ပြတာဆိုပါစို့ဟိုစာအုပ်ကို အဖြူလို့ပြောမယ်စာအုပ်ကိုရှာဖွေခြင်းဒီအာရဏကိုရှာဖွေခြင်းအဖြူလို့ပြောခြင်းဒီအနိစ္စဒုက္ခအနတ္တကိုပြောခြင်းလို့ဥပမာတင်လိုက် ပြင်အဖြူအဖြူလို့ပြောနေမဲ့ဇာစာအုပ်ကိုမြင်အောင်ပြလိုက်ရင်အဖြူဆိုတာလေးမြင်ပြီးသားပဲမမြင်တောင်မှဟိုဟာလေးကအဖြူရောက်တော့မင်းတရီထားကြည့်လို့တခွန်းပြောလိုက်ရင်တရီထားမိန်သွားတယ်ဒါပြင်အဖြူကိုစိတ်ထစ်ဆွေးနေဖို့အတွက်စာအုပ်ကိုမမြင်ဘဲနဲ့အဖြူကိုထိုင်ပြောနေရင်လေတသက်လုံးမပြီးဖြူတွေဆိုတာဘာနဲ့တိုင်းမလဲတိုင်းတာရတာခက်တယ်ပေါ့ တိုင်းတားရတာခက်တယ်ဒါဖြူတဲ့တကူလေးကိုပြောတာမဟုတ်တခြားတခြားသောအရာဝတ္ထုတစ်ခုပုံဖော်ပြီးပြောရတာကအရန်ခက်တယ်အဲ့ဒီပြည့်စည်ကိုမြင်လိုက်ရင်တော့တစ်ချက်ပဲအကုန်ရှင်းတယ်သူပြောသမျှနားနေယခုလေးပဲအနိစ္စဒုက္ခအနန္တမရှိခင်ဘယ်ပြည့်စည်ကဘလို့အနိစ္စလေးဆိုတာသိဖို့အတွက်အဲ့ဒီပြည့်စည်ကိုအရင်မြင်ဖို့လိုတယ် မျက်စိကိုအရင်သိဖို့လိုတယ်ယခုနီးဆိုရင်ပေါ့နားနှာခေါင်းရှာကိုစိတ်ကိုသိဖို့မြင်ဖို့လိုတယ်ယုံနာနဲ့ပြောရင်ယုတ်တရားနံတရားကိုအရင်သိဖို့မြင်ဖို့လိုတယ်ယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဏဆိုတဲ့ဒီခန္ဓာ၅ပါးကိုအရင်သိဖို့မြင်ဖို့လိုတယ်ဓာတ်နီးနဲ့ရှုရင်အဲ့ဒီဓာတ်ကိုမြင်ဖို့လိုတယ်အဲ့ဒီပစ္စည်းကိုအရင်မြင်ပြီးတော့မှအနိစ္စပြောရတာရှုရတာလွယ်ကူတယ်ဉာဏ်ပွင့်စေတယ် ဒါကြောင့်ကိုဘုံတို့ကဆက်ဆက်ရှင်တို့အနိစ္စဒုက္ခအနတ္တပါမမဟုတ်ဘူးနောက်တော့ရှေ့ကယောဂီတို့ဒီကပြောတဲ့အတိုင်းပဲတိတိကျကျလိုက်နံဖို့ကျင့်သုံးဖို့ဘုံတို့က request လုပ်ပါလေဒီကပြောတဲ့အတိုင်းပဲလိုက်နံပါမယ်အဆုံးသတ်ရင်ယောဂီတို့တိတဲ့တရားနဲ့အတူတူပဲအဲ့ဒါကိုလေအမခံ ယောဂီတော်တရှုကယောဂီတော်ထိုင်လာတဲ့တရားကိုမာတော်သောတာပန်ဖြစ်နေပြီဟိုဘက်စခန်းမှာဒီဘက်စခန်းရောက်မှဟောအစကရှုရရင်ဟောငါတို့တမျိုးဖြစ်သွားမလားပေါ့ကြာဘူးတာကလည်းသောတာပန်ဖြစ်ပြီးရင်ဥတ္တရပယညံလောက်ကရှုရတယ်အဲ့လိုကြာဘူးနေတာအဲ့ဒါလေအတိအကျကြီးမဟုတ်ဘူးဖယားမဟုတ်တာဘူးဝိတ္တုဒ္ဓိမထေမှာ အရှင်မဗုဒ္ဓဘုရားရေးထားတာဘုရားဟောထားတာမဟုတ်ဘူးဆိုတော့ရှုတဲ့ရှုနိုင်တဲ့ရှုရတဲ့အရှင်နေရှိတယ်အောက်ကနေရှုတဲ့ရှုရတဲ့အရှင်နေရှိတယ်အဲ့ဒါမတူပါဘူးပုံသေးကြီးမှတ်ထားဖို့မဟုတ်ဘူးဒါဆိုရင်ယောဂီတို့ ဒီကပြောတဲ့အတိုင်းပဲတေရှာလေးရှုမယ်ဒီက၃ရက်လေးပြီးတာနဲ့ယောဂီတော့ဟောဖက်ကတိတာနဲ့အတူတူဖြစ်တဲ့အပြင်ဟောဖက်ကတိထားတာကိုဘုံဘောတော့က supporting ပေးတာပဲတိချာကြီးတရားကြီးတစ်ခုအနေနဲ့မဟုတ်ဘူးယောဂီတော့မိုးကုံမဟာစီတင်းကိုကျင့်ခြင်းတဲ့နေရာကျင့်အဲ့ဒါကိုဘုံဘောတော့က supporting ပေးလိုက်တယ်နောက်ဆုံးတော့ယောဂီတော့တရားပါပဲပြည့်မသွားဘူး ဘုန်းကြီးလေမိပြရင်ဘာမှမလုပ်တတ်တော့ Puis, puis oh Megaman. ။ဒါဖြင့်ယောဂီတို့အဓိက ပြောလို့ရင်းကတော့ဒီကပြောတဲ့အတန်ယောဂီတို့တိတိကျကျလိုက်နာရှုမှတ်ရမယ်။အရင်ဆက်ဆက်ရှင်တို့အနိစ္စဒုက္ခအနတ္တကိုသွားမှာမဟုတ်ဘူး။ဒီဘက်ကဟိုအာရဏကိုတနည်းအားဖြင့်ယုံဉဏ်ကို မြင်အောင်အဓိကအရင် ပြပါမယ်။ပြီးတော့မှအနိစ္စဒုက္ခအနတ္တကိုသွားမယ်။အနိစ္စဒုက္ခအနတ္တကိုသွားပြီးရင်ငြင်းငွေတဲ့ဉာဏ်ဖက်ကိုကုမယ်အဲအဲ့ဒီထိတော့တာဘုံဘုံတော့တာဝန်ပေါ့ ယောဂီတို့ဒီခန္ဓာပေါ်မှာညင်းဝဲတဲ့ဉာဏ်ဖြစ်အောင် တင်ပေးဖို့ထိတိဒါဘုဗုံတို့ရဲ့တန်ဝန်။အရှိကိုဆက်ပြီးတော့ညင်းဝဲပြီးရင်တော့ဟိုဘက်ကမေဖို့ကုဖို့ကတော့ကိုယ့်ရဲ့တန်ဝန်။အဲ့ဒါတော့ကိုယ့်ရဲ့ကြိုးစားမှုနဲ့ဆိုင်ပါတယ်။ဘုဗုံတို့ကတင်တင်ပေးလို့မရဘူး။မေဖို့ကုအောင်လုပ်ပေးလို့မရဘူး။ကိုယ့်ရဲ့ဉာဏ်နဲ့ကိုယ့်ရဲ့ဝိရိယနဲ့ပဲဆိုင်တယ်။ ဟိုမညင်းငွေညင်းငွေအောင်လို့အတင်းပြောပြရင်တော့ဒါညင်းငွေတဲ့ညံဖြစ်နိုင်တယ်အလုံးမဖြစ်ရင်တော့မတော်တော်များများဖြစ်နိုင်တယ်ဒါဖြင့်ယောဂီတို့တရားရှုမှတ်တော့မေဆိုရင်ယခုအာရဏနီးနဲ့သွားမှာမို့လို့ယောဂီတို့ကပထမဦးဆုံးထိုင်လိုက်မယ်ဒီလိုတံမလန်ခွေထိုင်ပြီးညင်ညင်လေးဒီတိုင်းထားမှတော့ ဘာမှမလုပ်ဘဲနဲ့ခန္ဓာကိုယ်ကြီးကိုဒီတိုင်းလေးတည်ထားလိုက်တည်ထားပြီးတော့မှအဲ့ဒီခန္ဓာဓိမအစ္ဆတိကယရဏ6ပါးလို့ပြောတဲ့ဒီအာယရဏ6ပါးဒါပါဠိလိုပြောတာမြန်မာလိုပြောရင်အဲ့ဒီခန္ဓာဓိမမြင်တာရှိတယ်ကြားတာရှိတယ်နာယူတာယတာတိတာ တွေ့ထိတာတိတာ တွေ့တော့တာတိတာဆိုတော့6ပါးရှိတယ် အဲ့ဒီ6ပါးကိုသိရှာမြင်အောင်ကြည့်။အတကယ်တော့အဲ့ဒီ6ပါးလုံးလို့ပြောလိုက်တာနဲ့ခန္ဓာတစ်ခုလုံးတစ်ခုမှမကြံတော့ဘူးအလုံးကုန်သွားတယ်။အဝတ်ပဲကြံတာကြံတာတစ်ခုမှမကြံ။ကောင်းကနေရှင်ပြားထီတော့အသားတွေအလုံးအယိုးတွေအလုံးအကျိုးတွေအလုံးပါသွား။မျက်စိဆိုပါဆိုမျက်စိနာနှာခေါင်းပါးစပ်။ဒါပြင်ခန္ဓာကိုအသားတုံးကြီးအများကြီးကြံသေးတယ်ဗျာ။ ကိုယ်ကာယအတွေ့အထိမှာခန္ဓာကိုယ်အသားဒုံကြီးအလုံးပါသွားတယ်။ရှေဖြတ်အတွေ့အထိဆိုတာသူကမျက်စိတွေနားတွေပြောတာမဟုတ်ဘူးဒီဘက်ကအလုံးအတွေ့အထိပေါ့မျက်စိနားအပါဝင်ပါပဲ။မျက်စိကိုလည်းထိကြည့်လိုက်ရင်မာရာပြောတာလေးတာပို့တာတွေတွေ့တယ်အဲ့ဒါအတွေ့အထိပဲ။မြင်တာကတသက်တစ်ပိုင်းတွေ့ထိရင်လေတွေ့ထိတဲ့အပိုင်းထဲမှာသူလည်းပြန်ပါတယ် ဒါဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးနာရာပူရာအေးရာယိုစီးရာရွှေထွက်တာအသက်ရှူတာအဲ့ဓာတွေအတွေ့အထိတွေအလုံးခေါင်းကနေရှေ့ပြားထိပါတယ်အတွေ့အထိသမပါတာကသဗ္ဗေယရှိသေးလေသေးရေဝတ်ထားတဲ့အဝတ်ရဒါပဲကြံအစောရရှိတဲ့နေရာတိုင်းအလုံးပါပါတယ်တဲ့ ဒါဆိုခန္ဓာတစ်ခုလုံးဒီ6ပါးကိုပြောလိုက်တာနဲ့ခန္ဓာတစ်ခုလုံးအကုန်ပါသွားတယ်။ဒါကိုလည်းယောဂီတို့မျက်လုံးတည်းမြင်ထားဖို့လိုတယ်။ပြန်ပြောမယ်။မျက်စိနားနှာခေါင်းရှာဒီဟာကိုဖျောက်လိုက်ရင်ခန္ဓာအများကြီးကျင်သေးတယ်။ကိုယ်အတွေ့အထိကိုပြောလိုက်တာနဲ့ခေါင်းကနေရှင်ပြားဒီအလုံးအရေပြားရှိသမျှအရေပြားလိုပဲပြောလိုက်မယ်။အရေပြားရှိသမျှအလုံးပါသွားတယ်။ကာယအကြည့် ကိုအတွေ့အထိကာယအကြည့်ပေါ့ကာယယရဏယောဂီတို့နားလေတဲ့စကားလုံးနဲ့ပြောရင်ကာယအကြည့်အကြည့်ဆိုတာအရေးပြားလို့တော့ပြောတာမဟုတ်ဟောဗိုက်ထေကလေးစားထေကအစာအကြည့်ဓာတ်တဲ့အလုံးရှိတယ်အစောတန်းရှိတဲ့နေရာတိုင်းမှာအကြည့်ဓာတ်ရှိတယ်တဲ့အကြည့်ဓာတ်ကိုထည့်ရင်ပူဓာအေးဓာနာဓာထုံဓာတစ်ခုခုဖြစ်တယ်တဲ့ အစောရမရှိတဲ့ရှေသိလေသိလေသိညာနဲ့ညံ့တာဘာမှမဖြစ်ဘူးသူ့မှာအကြည်ဓာတ်မရှိစပင်ကိုကကြည်နဲ့ဖြတ်တာဘာမှမဖြစ်ဘူးသူ့မှာအကြည်ဓာတ်မရှိဒါဆိုရင်ယောဂီတို့ဉစီနာနှခေါင်းရှာကိုစိတ်လို့ပြောလိုက်ရင် အာလုံးတစ်ခုလုံးကုန်သွားတယ် ဒါဆိုယောဂီတို့ခန္ဓာကိုယ်ကြီးကိုဒီတိုင်းငြိမ်ငြိမ်လေးထိုင်ပြီးတော့6ပါးထိကဘယ်အပါးထွက်လာမလဲဘယ်အပါးထင်ရှားမလဲလို့အဲ့ဒါကိုထိုင်ကြည့်ကြည့်ရင်းနဲ့အိုးတကယ်ကိုပဲဒီ6ပါးဘယ်လှစ်ပတ်လုံနေတာပါယောလံဆိုတာယောဂီတို့ဉာဏ်ထိပ်မှရှင်းရှင်းလင်းလင်းမြင်သွားနေ အဲ့တော့ချင်းချင်းလင်းလင်းမြင်သွားရင်ခန္ဓာကိုယ်လူယောက်ျားမိမပုံပန်းတန်တန်လေးပြည့်သွားပုံပန်းတန်တန်ရှည်လက်ပုံပန်းတန်တန်ပန်တန်လေးပြည့်သွားတယ်တခုတကောင်တယောက်ဆိုတာလေးပြည့်သွားအဲ့ဒီမှန်ကိုကြည်ရင်နဲ့ကိုပဲပြင်းညတယ်တော်တော်လေးစင်သွားတာတွေ့လိမ့်တတိဖတ်လာမယ့်အကျိုးတရားတွေဒါဆိုရင်ယောဂီတို့ ခန္ဓာကိုယ်ကြီးကိုဒီတိုင်းညီညီလေးထိုင်ကြည့်ရင်ရှိသမျှအာယုံကိုတော့လက်ကြည့်ဖို့မလိုဘူးနော်တခါတခါမျက်စိကလည်းမြင်မနာကလည်းကြားမဟောတွေ့ထိမှဟာအများကြီးပဲဘရဗေနလိုက်ရမလဲမဟုတ်ဘူးထင်ရှားတဲ့အာယုံတနည်းအားဖြင့်ပြင်ကိုယ်ကြည့်ရင်နဲ့ဟာပဲတခုကြည့်အဲသူဟာသူထင်ရှားသမျှလက်ကြည့်နေရင်လည်းတခါတခါမပြီးဘူးရှုပ်ထွေးတတ်တဲ့ပုံကောများအတွက်ကိုယ်ကြည့်ရင်တာတခုကိုပဲကြည့်လိုက်ထင်ရှားတာတခုကိုပဲကြည့်လိုက် ဒီထင်ရှားတာကြည့်ပြီးရင်နောက်တစ်ခုကိုကြည့်နောက်တစ်ခုကြည့်ပြီးရင်နောက်တစ်ခုကိုကြည့်တစ်ခုကြည့်ရင်အဲ့ဒီတစ်ခုကိုအကြာကြီးကြည့်တမနစ်နှစ်မနစ်ထိကြည့်လို့ရတယ်ကြည့်နေတဲ့အချိန်မှာ နောက်တစ်ခုပေါ်လာမယ်ခဏထားလိုက်ဦးဒီတစ်ခုကိုကြည့်လို့မပြီးသေးဘူးဆိုရင်ထပ်ကြည့်လိုက်ဦးနာဂအတန်ကိုရှုနေရင်နဲ့ထုံတာလေးပေါ်လာ ထုံတာကိုခဏဘေးကိုထားလိုက်နာဂကိစ္စပြီးအောင်ကြည့်လိုက်ဦးပေါ်သည်မြတ်ရှုလို့တရားရသွားတာမဟုတ်ဘူးရှုသည်မြတ်သေးချာလို့တရားရသွားတာ အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်တခါတည်းဟိုလှေထစ်မှာရေမစည်းရအောင်အပေါက်ဖားတယ်လို့မျိုးရှိသည်မြတ်လိုက်ဖားဖို့မဟုတ်ကိုစိတ်ဝင်စားစရာ စိတ်ဝင်စားတဲ့အရာတခုကိုပဲသိရှာညံပွင့်အောင်ပေါ့ရှုမှတ်နေဖို့ပဲတဲ့ဒါဖြင့်ယောဂီတို့ ေတိုင်းထိုင်နေရင်မျက်လုံးဖွင့်တိုင်းတော့မျက်စိကမြင်နေတယ်ပေါ့ဒါဆိုရင်အဲ့ဒီမှာဩမျက်စိကမြင်နေခန္ဓာတည်းမှာရှိတဲ့မြောက်ကိုအရင်ကြည့်လိုက်မျက်စိကမြင်မယ်နားကကြားမယ်ယခုပဲကြည့်နောက်ပြီးတော့နှာခေါင်းနဲ့ဗဇန်းကတော့သိမလာဘူးနှာခေါင်းကနားယူမယ်ဗဇန်းကယတာတိမယ်ရှာကယတာတိမယ်ခန္ဓာကိုခေါင်းကနဲ့ရှင်းပြတည်အစိုးဓာတ်ရှိတဲ့နေရာတိုင်းတွေ့ထိမယ်စိတ်ကတိမယ်တွေ့မယ် အဲ့ဓာတွေပဲလှစ်ပလုံနေတာအဲ့ဓာတွေပဲလှစ်ပပြီးတော့လုံနေတာတဲ့ယခုယုတ်ကြီးတော့တတိထားကြည့်လိုက်အဲ့ဒီထေကမြန်အပေါ်ပါပါသေးတယ်လေလို့မြင်မြင်မမြင်ကြပဲနာယူရလားရှာကယတ္တာတိနေတာလား အရေပြာအစိုရရှိတဲ့နေရာတိုင်းကပူရာအေးဒါတွဋ္ဌိဒါနာကျင်ဒါယောစီးဒါယောယောစီးဒါပူရာအေးဒါမြတ်ဖြစ်နေသလားတွန်းကန္တာမြတ်ဖြစ်နေသလားတမောက်တွေးဒါတိဒါလားပေါ့အဲ့ဒီဟာပဲလှစ်ပတနေကုန်မွေးကလေးကယခုဒီအဲ့ဒါပဲရှိသေးတယ် အဲ့ဒီတဲ့အပေါ်မလာသေးဘူးမရှိသေးဘူးမဖြစ်သေးဘူးအဲ့ဒါပဲလှစ်ပနေတာယခုကြည်လိုက်အဲ့ဒါပဲရှိတယ်အဲ့ဒါကြီးတွေစုပေါင်းပြီးတော့ကျိုးနဲ့ရှိထားတယ်လို့ပဲသင်စည်းတွေကိုလည်း ထင်းချောက်ချောင်းပေါ့အဲ့ဒါကိုယောဂီတို့ကျိုးနစ်စီးထားတယ်လို့ယခုယောဂီတို့ရဲ့ခန္ဓာတစ်ခုလုံးအာလုံးထောထေလီအဲ့ဒီ6ပါးပဲထွက်တယ်ယောဂဝင်ကြည့်ရင်တော့ယောက်20ခန္ဓာပါနံခန္ဓာ4ပါးအဒါပေမဲ့ဒီဖက်ကဒီအာရဏနီးနေကြည့်လိုက်တာလေ6ပါးပဲတွေ့တယ်ထင်းထင်းရှားရှားပဲဘလောက်လွယ်တယ်လဲကြည့်လိုက်ယောက်တွေပြောရင်တော့ယောက်တရားတွေအများကြီးရှိပါနံတွေကလည်းအများကြီး ာယရဏကအများကြီးတွေ့နေဘုံမလို့ဘူးတမနယ်ပဲ6ပါးတိပြီးတောပြီအတွင်း6ပါးအပြင်ကလည်းအဲ့ဒီတန်းအစင်းအတန်းအနတ်အယတ္တဒါတွေရှိတယ်ပေါ့လို့လို့စင်တော့အတွင်းက6ပါးဒီ6ပါးပဲတော့သတိတန်းကြည့်လိုက်ဒါဆိုရင်ခန္ဓာတစ်ခုလုံးအလုံးထော်တယ်လီပေါင်းလိုက်ရင်အဲ့ဒီ6ပါးပဲထွက် အဲ့ဒီ၆ဘာကကျန်တာဘာကျန်သေးလေလို့မြင်ဝတ်ထားတဲ့အဝတ်ပဲကျန်လေရှင်သေးလက်သေးနဲ့ဆက်ပင်ဒါပဲကျန်တာကျန်တာအကုန်ပါသွားပါလေအတွေ့အထိမှာခန္ဓာကိုယ်အထေဒရာကြီးတစ်ခုအားလုံးပါသွားတယ်ရှင်းအောင်ကြည့်မယ်နော်မေးပြီးမျိုးမနေမျက်လုံးဖွင့်တာတိတ်အာယုံမရဘူးဆိုရင်အဲ့ဒါမျက်လုံးမှိုက်ထားလို့ ထိနာမိတ်တကလေးသေးသေးလေးဝင်ခြင်းလို့ဒါဆိုမျိုးလုံးဖွင့်ထားလိုက်တရားရှုတာမှတ်တာမျိုးလုံးမှိုက်ပါလို့ဘုရားမဟောထားယောဂိတော်သေးရှာရှာကြည့်ဘုရားမဟောထားတာလည်းအများကြီးအဲ့ဒါဘုဖုတို့ရှောင်းလုံနေတာဘုရားကအာမအဲ့ဒီကိစ္စနဲ့ပတ်သက်လို့တာဝန်မယူဘူးကိုယ့်ဟာကိုမျိုးလုံးမှိုက်လို့ကိုယ့်ဟာကိုယူသွားတာငါမသိဘူးလို့ပြောမှမယ်မျိုးလုံးမှိုက်တွေးနေတာတွေးတော့တာလေ အရင်တိုင်းမှာရင်မျက်လုံးဖွင့်တာမျက်လုံးမှိုက်ထားလို့အာယုံရတဲ့ပုံကိုယ်တွေကမျက်လုံးမှိုက်ထားအဓိကတော့အာယုံရဖို့ပဲရှုလို့မှတ်လို့ကောင်းဖို့ပဲကြံတာကြိတ်တယ်လို့နေတံပလင်ခွေလိုက်ရင်တိတ်အစဉ်ပြူဖြစ်ဆိုရိုးရိုးထိုင်ရတယ်ကိစ္စမရှိဘူးအစဉ်ပြေတယ်လို့ထိုင်ထိုင်တာဗရဏမဟုတ်ဘူးလက်ကဘယ်ဘက်လက်ဘုံညံဘက်လက်တင်ရတာအစဉ်ပြေဘူးဆိုဟိုဘက်ဒူးနဲ့ဒီဘက်ဒူးပေါ်တင်ထားလိုက် အဲ့ဒါကိုဘုဖုတို့ကဗရာဏမလုတ်ဘူးဗရာဏမပြုတ်ဘူးကြိုက်တယ်လို့နေတရားတိုးတက်ရင်ပြီးရောလောလောလတ်လတ်နေတရားတိုးတက်ရင်ပြီးရောယခုယောဂီတို့သိချာကြည့်လိုက်အဲ့ဒီ6ပါးဖေးနှုတ်အပေါ်မရှိဘူးပေါ်တာဆိုလို့ ရှိသေးလေသေးရေစပင်ရေအဝတ်ရေဒါပဲကြံတာကြံတာအလုံးပါသွားပါပြီမျိုးစီနနှခေါင်းရှာနောက်ပြီးတော့ခန္ဓာကောင်းကနေရှိပြတိတော့ခန္ဓာအတွေ့အထိစိတ်မနာယရဏတွေ့တော့တာတိတာ အဲ့ဒီ6ပါးပဲရှိပါ၏မြင်တဲ့အရှိန်မှန်စိတ်ကလိုက်လိုက်တိနေတယ်ကြားတဲ့အရှိန်မှန်စိတ်ကလိုက်လိုက်တိမဲ့တွေးမဲ့နန်းယူရင်လည်းစိတ်ကတွေးမဲ့တိမဲ့ယတသိရင်လည်းစိတ်ကတွေးမဲ့တိမဲ့ခန္ဓာကိုယ်တွေ့ထရင်လည်းစိတ်ကတွေးမဲ့တိမဲ့အလုံးကတော့၅ပါးပေါ့စိတ်ကိုဒီဘက်မှာ မြန်ပြီးတော့ထိလိုက်ရင်၅ပါးပဲရှိပါ रे အဲ့ဒီ၅ပါးကဘေးနေရဘေးအပါဘလို့လုံနေတလေလို့သတိထားဖို့ပဲအဲ့ဒါကိုယောဂီတို့ကလေ့ကျင့်ယူဖို့ပေါ့ဟောယခုကတော့မျက်စိကမျက်စိဆိုတဲ့အပါကလုံနေတာအဲ့ဒီအချိန်မှာမျက်စိမြင်တတ်တဲ့သဘောကိုပဲအာယုံစိုက်မယ်အစင်းကိုနှလုံးမသွင်းပါဘူးကြားတဲ့အချိန်မှာ နာကကြမ်းမှုသဘောကိုပဲအာယုံစိတ်မယ်။ဟောဘက်ကကြားနေတဲ့အတန်ကိုနှလုံးမသွင်းဘူး။တွေ့ထိတဲ့ရင်မှန်းလေဩဒီလိုပူအေးဆိုတာကိုတွေ့ထိတတ်တယ်လို့ပဲနှလုံးသွင်းမယ်။ဘလို့ပူနေတယ်ဘလို့ကိုက်နေတယ်ဘလို့ထိုးနေတယ်လို့ဒါကြီးကိုအာယုံကို အသေးစိတ် detail analyze မလုပ်ပါဘူး။ကာယအတွေ့အထိကဒီလိုသဘောဆောင်တတ်တယ်လို့ပဲကြည့် စိတ်ကဒီလိုတိတတ်တယ်လို့ပဲကြည့်မယ်ဒါဖြင့်မျက်စိနားနှာခေါင်းပါးစပ်အတွေ့အထိအတွေ့တိတာအဲ့ဓာတွေဘေဌာနကဘလို့ဖြစ်နေလေလို့ကြည့်တဖက်မှလည်းအိုဒီ6ပါးနဲ့တိဆောက်ထားပါယောလံလို့နှလုံးသွင်းရမယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့ ယောဂီတို့အစဉ်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုတ်ဖြင့်ဆက်လက်ရှုမှတ်ပွားများကြရမယ်ဘုံဘုံတို့ကိုယ်နာဤစင်ငါမှာပြန်လေဆက်တင်ပါမယ်မိမိတို့အစဉ်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုတ်ဖြင့်ဓမ္မယုံအောင်မှဖြစ်စေဓမ္မယုံပုံမှဖြစ်စေထိုင်လို့ဖြစ်စေမတ်တရလို့ဖြစ်စေတူနဲ့တူစကားမပြောဘဲနဲ့ဆက်လက်ရှုမှတ်ပွားများနိုင်ကြပါပြီ